ားလုံးမင်္ဂလာပါ77 Sports ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Rafinha သို့မဟုတ်တတိယကထိတ်ကဘာလွန်တော်လောင်းနေရဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့မှာပါအဲ့တော့ဆွေးနွေးပြပါရှင်အဲ့ဟော Rafinha ဒီဒါပြောမယ်ဆိုလို့ရှင်နာမည်ကြီးအတင်းရလာတာလို့မဟုတ်ဘူးနော်ဘာစီလိုနာကနေရောက်လာတာဒီ Leeds United ကနေပြီးတော့ရောက်လာတယ် Leeds United ကနေပြီးတော့အဲဆိုကြပါစို့ခြေစွမ်းပြပြီးတော့မှာတော့ရောက်လာတာပေါ့ဒါအတင်းကြီးရေးစိတ်ဝင်စားခြင်းခြေစွမ်းပြတယ်ဒါပေမဲ့ဘာစီလိုနာ တတင်းနေရပဲ reference ကိုစိတ်ဝင်စားခဲ့တာတော့မဟုတ်ဘူး Arsenal တို့ဒါပြောမယ်ဆိုလို့ရှင်အဓိကဆို Arsenal ပေါ့လေ Arsenal စိတ်ဝင်စားတယ်ပြီးလို့ရှိရင်ဒါတချို့တော့ Premier League club တွေပြီးလို့ရှိရင် Bundesliga club တွေစိတ်ဝင်စားခဲ့တယ်ပေါ့ဒါပေမဲ့ထဲထဲဝင်ဝင်လာတော့ Arsenal နဲ့ Barcelona ပေါ့တေးကြပါလေဒါ Barcelona ကိုပဲပြောင်းကြတာပဲအဲ့တော့ ဘာစင်နာကိုပြောင်းတဲ့အချိန်မှာသူပြောင်းလာတဲ့အချိန်ကဒါ financial crisis ဖြစ်နေတဲ့အချိန်ပြီးတော့အတင်းရတယ်ထူးထူးတောင်မှရှိသေးဘူးအာတချို့တော့ဒီ player တွေ Cassie တို့ Traore တို့တော့မရှိအောင်မယ်နဲ့တူတယ်ကျွန်တော်ထင်တာတော့လေအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ Rafinha ကြီးဘယ်လိုမှဟိုဘယ်လိုပြောမလဲ အဆင်မပြေဘူးလို့ပြောလို့ရတယ်။ဇာဗီဒီလာမာစီယာကိုအားပြုနေတဲ့အချိန်မှာရာဖင်းညာကတောင်းရောက်နေတယ်လို့ပြောလို့ရတယ်။ဒါဇာဗီကိုယ်တိုင်ကလည်းရာဖင်းညာကိုအခွင့်အရေးမပေးတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီကနေ့ကရာဖင်းညာဒီပေးဆက်လို့စိတ်ရှိတယ်ဆိုတော့ညာလည်းပဲသူ့ရဲ့ခြေစွမ်းဘိုင်းအရာရာဖင်းဟိုရာဖင်းညာကိုဇာဗီကအရင်မှညှက်ထုတ်တာလည်းပါတယ်။အဲသူ့ကိုညှက်ထုတ်မဲ့အစားတခြားသောလူတွေကိုအခွင့်အရေးပေးတယ်။ဥပမာ Foreign Torres ကိုအခွင့်အရေးပေးတာလို့ရာမဲကိုအခွင့်အရေးပေးတာလို့ဒါတွေကိုဇာဗီကလုပ်ခဲ့တယ်။ဒါကလည်းဇာဗီအမားတော့မဟုတ်ဘူးပေါ့ဒီလိုလည်းပြောမယ်ဆိုလို့ရှိရင်စပိန် နီးပြားတယောက်ကြီးစပိန်သားတွေကိုပို့ပြီးအခွင့်အရေးပေးတာတော့ဒါထုံတန်းဆိုင်ရာအရာပဲပေါ့အဲ့တော့ဒါပေမဲ့ Rafinha ကဟိုပြောမယ်ဆိုလို့ရှိရင်ဘလောက်ထိအပြောခံလာရလဲလို့မေးလို့ရှိရင် Nico Williams က Euro မှာရသွားတယ်ဒါ Nico Williams ထက်ရမဲနေဟာအတွဲတွေအရင်ညှိလာပါကြီးရဲ့ဆိုတဲ့အချိန်မှာ Rafinha ရဲ့ကြောနံပါတ်ကိုတောင်မှ Nico Williams ကိုပေးဖို့အထိလုပ်ထားကြတယ်အဲ့တော့အဲ့ဒီအချိန်မှာ Rafinha ထွက်တော့မထွက်သေးဘူး Nico Williams လည်းမရောက်လာသေးဘူးအဲ့လိုမျိုးအချိန်မှာပရိသတ်တွေပြောရတယ်သူဂျာစီထုတ်ပြီးတော့ဒီ Rafinha ဂျာစီနံပါတ်နေရာမှာ အပြောပြောမယ်ဆိုလို့ရှိရင်ဒါဟိုနံပါတ်7ပေါ့နော်နံပါတ်7နေရာမှာဒါနီကိုဝီလီယမ်စ်ကိုထည့်ပြီးတော့နီကိုဝီလီယမ်စ်7ဘာစီလိုနာရဲ့ကျော်နံပါတ်ဆိုပြီးတော့ဝစ်ဆင်ဝစ်ဆင်ခဲ့ကြတယ်ပေါ့နော်အတင်းကလည်းသူ့ကိုအရန်ထုတ်ချင်တဲ့အနေအထားမျိုးမှာရှိတယ်55တန်းလောက်ရှားယုံနဲ့ထုတ်မယ်ဆိုတဲ့အနေအထားမျိုးဒီမှာဟန်စီဖလက်ရောက်လာတယ်အဲ့တော့ Hansi Flick ရောက်လာတဲ့အချိန်မှာကျတော့ဒါဘောတက်စစ်ချိုးပြောင်းလဲသွားတယ်လို့ပဲပြောရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ Hansi Flick ဒီဒါပြောမယ်ဆိုလို့ရှိရင် Rafinha ကိုတော်တော်လေးထည့်တုံးတယ်။ Ferran Torres တို့ဘာလို့နေရာမပေးဘဲနဲ့ Rafinha ကိုအဓိကထည့်တုံးတယ်။ထည့်တုံးတဲ့အချိန်မှာ ဟိုပြောရရှင်သူ့အတွက် pressure ဝင်မပိနိုင်မယ့်နေရာကိုတုံးတာတည်တယ်ဒါ Hansi Flick ရဲ့ဒါပြောရရှင်ပြုပြင်ပြောင်းလဲမှုတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ် Winger City Barcelona မှာထမ်းရတာတအားလေးပဲဘာဖြစ်လို့ဆိုတော့ Winger City အနေနဲ့ဆိုလို့ရှင်နေမှာရှိမယ်ဒါလက်တလို့ဒါသူ့ရဲ့ legacy အရဆိုရင်ဟိုနေမှာရှိမယ် message ရှိမယ်ဒီလိုမျိုးဒီပြောရရှင် power house တွေပြည်နေတဲ့ဒါ legacy ရှိနေတဲ့နေမှာ Rafinha ဒီကြောထန်းထားရတယ်ပြီးတော့နောက်တစ်ခုဒီပါလဲဆိုတော့ Brazil တွေဒီ Barcelona မှာတော်တော်လေးတန်ဖိုးထားခြင်းခံရတယ် Ronaldinho တို့ ဒါပြောလို့ရွှေရွှေရှင်အာရန်ဒတင်ညိုဒိုကြီးပြီးလို့ရွှေရှင်ဆိုကြပါစို့ကျွန်တော်တို့နေမာအထိဘရာဇီးလားတွေတန်ဖိုးထားခိုင်းရတယ် expectation နဲ့အရင်မြင်ခဲ့တယ်အဲ့တော့ rafinha ဆိုလို့ရွှေရှင်နဲ့ expectation မြင်ခဲ့တာပဲဒါပေမဲ့ expectation နဲ့မလုတ်ခံရတဲ့နေရာမှာသူ့နေရာဒီသူ့နေရာထမ်းပိုးမှုကလည်းအရင်များတယ်ပြီးတော့သူ့နိုင်ငံသားတွေကလည်းဘာစီလိုမှာဘာစီလိုနာမှာအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့အတွက်ဒီနေရာကြီးက pressure ကြီးတစ်ခုလို့ဖြစ်နေတယ်ပြီးတော့သူ့ကစားရတဲ့ left wing နဲ့ right wing ပြောမယ်ဆိုတကယ်ဟိုဘာစီလိုနာမှာ legendary ဖြစ်ခဲ့ပါတယ်ဆိုတဲ့လူတွေကစားခဲ့တဲ့နေရာတွေ အဲ့လိုမျိုးအချိန်မှာအဲ့ဒီဘက်ကနေပြီးတော့ Rafinha ကိုဖန်လင်းမှုတီးတဲ့မြန်မာတမ်းအေးအေးဆေးဆေးလို့ဘရာဇီးတားတယောက်ကောင်းကောင်းမွန်မွန်စော့နိုင်တဲ့နေရာမျိုးကိုထားပေးခဲ့တဲ့ဒါ8.5ကိုနံပါတ်တန်းကိုရိုးနေရာမှာဟောဒါ Hansi Flick ကစပြီးတော့တုံးခဲ့တယ်အဲ့တော့တစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင် Ferran Torres ကိုတုံးရင်တုံးတယ်မဟုတ်လို့ရှိရင်တချို့တော့ဒါ left wing တွေကိုတုံးတယ်ဥပမာ Gavilo ပါလို့တောင်းတုံးခဲ့တယ်တစ်ဖက်မှာဆိုလို့ရှိရင်ရာမဲပေါ့အဲ့လိုမျိုးတုံးရင်းနဲ့ Rafinha ဒီဒါပြောလို့ရှိရင် Danny Olmo နေရာမှာဒါ reference ကြောင့်ထည့်သုံးတယ် Danny Omo ဒါပြောမယ်ဆိုလို့ရှိရင်ကစားသမားအတိတ်ရောက်လာတဲ့အချိန်မှာပေါ့လေအဲ့တော့ကစားသမားအတိတ် Danny Omo ကိုတော့မတုံးမင်းနဲ့ကိုနိုကန်ကိုရောင်းတယ်ရောင်းပြီးသွားလို့ရှိရင် reference ကြောင့်ဒီနေရာမှာထည့်သုံးတယ်ထည့်သုံးရင်းနဲ့ reference ကြောင့် creativity တွေကတော်တော်လေးမြင့်လာတယ်လို့ပြောလို့ရတယ်သူကိုယ်တိုင်လည်းကိုးတွင်းလာတယ်ပေါ့ပြောချင်တဲ့သဘောတူပါလဲဆိုတော့ Lewandowski ကိုမတွင်းနိုင်ဘူးဆိုလို့ရှိရင်ကိုးတွင်းရမယ့် percentage အများဆုံးနေ Rafinha ဖြစ်နေတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီခါနဲ့ Rafinha ကြီးယုံကြည်မှုသူ့ကိုယ်ပြန်ရလာတယ်လို့ပြောလို့ရတယ် deep pressure တန်နေရနေသူကြော်လွားနိုင်တယ်လို့ပြောလို့ရတယ်ပြောချင်တဲ့သဘောဒီပါလဲဆိုတော့ Rafinha ကနံပါတ်1ရုပ်မှာ assist ပဲလုပ်နေရတယ်ဒါပေမဲ့ကြွန်ထွက်လာတဲ့ဘောလုံးကိုသူစားလို့ရလို့ရှိရင်ကိုးရမယ်ဟုတ်ကဲ့ Brazil တယောက်အနေနဲ့အလားအပါတွေကောင်းကောင်းမွန်မွန်ပြနိုင်မယ့်နေရာဖန်တီးမှုတွေကောင်းကောင်းမွန်မွန်ပေးနိုင်တဲ့နေရာမှာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကပြောသူပဲ confidence ကြီးပြန်ပြီးတော့ပြန်ရလာတယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးအချိန်မှာပဲ Rafinha ကို လက်ဝင်းလေးလေးလေးပြောင်းထားကြည့်တယ် right wing လေးလေးလေးပြောင်းထားကြည့်တယ်အဲ့ဒီအချိန်မှာနောက်ဘူကနေရကောင်းတဲ့ကစားသမားတယောက်ဒါ world class level ရှိတဲ့ကစားသမားတယောက်ဒါ potential လေးရှိနေပြီဒါယုံကြည်မှုတွေပြန်ရလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လက် wing မှာကစားလေသူကနေသူအဆင်ပြေသွားတယ် right wing မှာကစားလေသူကနေသူအဆင်ပြေသွားတယ်အဆင်ပြေတာသက်ပို့လို့ပို့တာဆိုလို့ရှိရင်သူရဲ့ body structure ပေါ့ဒါ hansi flick ဘိုင်မြူးနဲ့မှာအကင်တော့ဆိုလို့ရှိရင် body structure လေးကဒါ afonso davis ဆိုပါလို့ဆိုရင်တောင်းတောင်းဖြောက်ဖြောက်ကြီးတယ် အဲ့လိုမျိုးအချိန်မှာ Rafinha ရဲ့ body structure တည်တဲ့တော်တော်လေးကောင်းလာတယ်လို့ပြောလို့ရတယ်။ဒါဒီ physical physical နဲ့ physical juice တွေဒီဒါပြောလို့ရှိရင် Rafinha career အောင်မြင်ဖို့အတွက်လည်းတော်တော်လေးအရေးပါတယ်လို့ပြောလို့ရတယ်။ဘာကြောင့်မလို့လဲဆိုတော့ဆိုကြပါစို့မနစ်ကတော့ဇာဘီရှိတော့ဆိုရင် Rafinha ပိမ့်ပိမ့်လေးလေးအဲပြောချင်တဲ့ body ပါလဲဆိုတော့1 versus 1ရှင်လာတဲ့အချိန် body ခူရတဲ့အချိန်ကြီးမှာ Rafinha ဒီ resistant နေတယ်ဒါပေမဲ့အခုအချိန်မှာအဲ့လိုမျိုး resistant တွေများတယ်လို့ဟိုကျွန်တော်တို့လွယ်လွယ်ပြောရမယ်ဆိုလို့ရှင်တော့အာအာကစားသမားတွေအတွက်ကကိုယ့်ရဲ့ body structure ကောင်းနေလို့ရှင် confidence ကိုပြန်ပြီးတော့ boost ပေးတယ်သူလည်းကျွန်တော်ပြောလို့ရတယ်ပေါ့လေအဲ့တော့ position နေရာမျိုးစုံမှာလည်းသူအဆင်ပြေနေပြီသူရဲ့ body body structure ပြီးလို့ရှိရင်အသက်ရွယ်ပိုင်းအရာပြီးလို့ရှိရင်အသွေးကြုံအရာတွေရတယ်အကောင်းဆုံး level တစ်ခုကိုရောက်နေပြီဒါ28 28ဆိုတာအကောင်းဆုံး level တစ်ခုအကောင်းဆုံး level တစ်ခုမှာအကောင်းဆုံး confidence ပြီးလို့ရှိရင်အသင်းကလည်းအောင်မြင်နေတယ်သူဘာလဲလို့တင်တယ်ပြောချင်တာကဘာလဲဆိုတော့အတင်းမအောင်မြင်ခဲ့ဘူးဆိုရင်တော့သူ့ကိုပဲဒါမဲမှာပေါ့ရာမဲလေးကိုမဲမှာ။ဥမာရာမဲဆိုရင်ကောင်းနေရပဲ ဲ့တော့ပြီးတော့လေသူတို့ရဲ့ဒါလာမာစီယာအကယ်ဒမီကသူတို့လုံကဒါကပ်တလန်သားလေးတွေသူတို့လုံကဘလိမ်းမှာမဟုတ်ဘူးရာဖင်းညာကိုပဲဘလိမ်းနေတယ်ဒါပေမဲ့အတင်းအောင်မြင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ရာဖင်းညာရဲ့ရုံလုံးကြီးပေါ်လာတယ်တဖြည်းဖြည်းတဖြည်းဖြည်းပေါ်လာရင်းနေမှာခုနကပြောသူမျိုးသူ့အတွက်အချိန်ကိုက်နေရာကိုက်ညီပြရတယ်သူအခွင့်ရေးပေးတဲ့အချိန်မှာလက်ရှိဒါဘလောင်းကြီးရောလောင်းညာစေတဘောမျိုးရှိတယ်ဒါပြောမယ်အကယ်၍ဘာစီလိုနာဒါဒါချန်ပီယံလိဖိုင်နယ်တက်သွားလေဆိုရင်သူတို့ဘလွန်ဒီယောဆိုတာတေချာပြီလို့တော့ပြောလို့ရတယ်။ရာမဲတာမှမဟုတ်သူပဲ။ဒါပေမဲ့အခုအချိန်မှာတော့ဒါ ဘာစီနာဒီ semi final မှာပြုတ်သွားတယ်ဒါ domestic travel တော့ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ dambeli လို့ပြောလို့နေတော့နည်းနည်းလေးပြန်ရမယ့်အနေအထားတော့ရှိတာပေါ့သို့တော်ညာလည်းပဲဒါ dambeli ဒီ PSC ကိုဆွဲတင်ခဲ့တဲ့လူမျိုးမဟုတ်ဘူးဒါပေမဲ့ Rafinha နဲ့ရမယ့်ရတော့ဟိုဘာစီနာကိုဆွဲတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုကြပါစို့ Blondy ရောမရခဲ့ဘူးဆိုရင်တော့မှအနီးဆက်ဆုံးနေရာတစ်ခုမှရှိတယ်ဒါပေမဲ့မနစ်ကပဲဒါထွက်ပါတော့ ပရိသတ်တွေကမင်းကိုမမြင်ချင်တော့ဘူးနီကိုမင်းနေရာမှာနီကိုဝီလီယမ်စ်ပဲထားမယ်ဆိုတော့ပရိသတ်တွေကနေပြီးတော့အခုအချိန်မှာရာဖင်ည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 ာဒီဒါလီဝန်ဒေါစကီကိုတော့ပြန်ပြီးတော့អော်တဲ့အဆင့်အထိရောက်နေပြီပြောချင်တာကဒါသူ့ရဲ့နိုင်လို့စိတ်ပြင်းပြမှုဘာစင်နာကိုပေးဆက်မှုတွေကလည်းတော်တော်လေးကြီးမားခဲ့တာကြောင့်ဒါထိုက်တန်တဲ့ရလဒ်လို့ကျွန်တော်ပြောရမှာပေါ့လေဟုတ်ကဲ့ပါဆိုတော့အခုဆိုလို့ရှင်တော့ Raffin ညာတို့မဟုတ်တတိယကထဲကဘာလို့တော့လောင်းနေရဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးကြတာပါကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်